အားလုံးပဲမင်္ဂလာပါရှင်ယခုဖတ်ပြပေးမယ့်ဝတ္ထုတို့လေးရတော့စာရေးဆရာအညိုရေးသားထားတဲ့ရွက်ကြွေရဲ့ညဏ်ဤဆိုတဲ့ဝတ္ထုတို့လေးပဲဖြစ်ပါတယ်ရှင်နားဆင်ပြီးကြပါအောင်ရှင်ရွက်ကြွေရဲ့ညဏ်ဤဆက်ယုံပိတ်တော့မယ်လို့ပြောတယ်သူမရှိမှထိုင်ပြီးပြောနေတယ်။ဆက်ချုပ်ကောင်မလေးနေရောက်တော့အရင်မျက်လုံးလေးတွေငိုက်နေရမှာရုတ်တရက်ပြူးကျဲသွားခဲ့တယ်။ မဟုတ်ဘူးဒီကျင်းနေတဲ့လူတွေကစပြီးအလုံနာခိုင်းမယ်ပြောတယ်ငါတို့မပါလောက်ပါဘူးဟဲ့ပူမနေနဲ့နင့်ကဘာသူပြောလဲငါတို့အဆောင်မှာလိုင်းစုပါတယောက်ရှိတယ်လေသူပြောတာငါရေချိုးရင်းကြားခဲ့တာညနေရဟဲ့ကောင်းပါလေလေတေချာမသိသေးပဲပြောမနေနဲ့ပြီးရင်ဘူးမသိဘာမသိဟာတွေကဆက်ယုံရှိထွက်ပြီးစူပူကြအောင်မယ်ကောင်းမလေးတယောက်ပြောနေတာကို အရှိခုံမှထိုင်နေသောအတော်ကြီးတယောက်က ဟန့်လိုက်တာမို့လို့အတန်တိတ်သွားကြသည်အတန်သာတိတ်သွားပြီမဲ့လက်ဟန်ချီရန်နဲ့သူကြားတာသိကြတယ်ဆိုပြီးထပ်ပြောနေရကြောင်းသူတို့ရှေ့မတည့်ရရင်အကြီးရှင်တွေတုံတလူဖြစ်လာခဲ့သည်ဒုက္ခပါပဲနော်အကြီးကြီးမှလှုပ်စင်တာမှတလဆန်းစွန်းသာရှိသေးသည်ဒါကြောင့်အကြီးဆက်ကိုသေချာမနှင်းတတ်သည်သူမအလုတ်ကစက်တန်းတန်းလုံးကစက်ချုပ်သမားများရဲ့အကူတနည်းပြောရမယ်ဆိုရင်တောက်တူမရား အထိတ်ကျသဘောတရားရဆိုဟပါတယောက်သာဒါကြောင့်လစာနေပြီမယ် OTJ ရမန်ကြီးရှာပါစီတို့ကို ထဲထွက်မယ်ဆိုရင်တိတ်တော်မဆိုလားအဆောင်ကတတောင်းနေထမေဘိုးနှုတ်မယ်ဆိုရင်တလ9000လောက်အိမ်ပြန်ပို့နိုင်သေးသည်အခုတော့ဒီဆက်ယုံကပိတ်တော့မယ်တဲ့သူ့မှာအသက်ရှူချောင်းပဲမကြံသေးဘူးဟိုးရင်မောလိုက်တာနော်ဆက်ယုံရှိကားရက်တော့ အလူရက်တိုးဝိဆင်းနေကြတဲ့အလုသမားတွေကြာအကြီးခက်ဖြစ်ဖြစ်လေးဆင်းလာမိသည် လူကတကယ့်ကိုစိတ်နဲ့ကိုယ်နဲ့မကန်းတကားမဖွင့်သေးတဲ့ဆက်ယုံရှိမှခက်ငိုင်ငိုင်ရက်နေရင်ဗိုက်စားတယ်လို့ဖြစ်လာမှာအတုတ်တပွဲကိုမြင်မြန်မှစားရင်သူမအလုထဲကိုဝင်လာခဲ့သည်သူမကိုလှမ်းအမြင်မှာတခြားဆက်လိုက်ကဟပ်ပါဖြစ်သူချိုးစင်ကဟဲ့နေပထမဖယ်ရီမမီဘူးလားအေးဟဲမမီဘူး ညကငါတို့လိုင်းရအူတီရှိတော့လေစင်တာကြီးထိဆင်းရတာအဆောင်ရောက်တော့မှ ရေချိုးယူနီဖောင်းလျှော်ရတော့မနဲ့အတွက်ဟင်းကိုမချက်ရလို့နင်းခုပိုင်းချက်လာတယ်ချိုးစင်ကပြောလဲပြောသူ့ထမင်းဆိုင်ကို ပြုံးကနေပြက်ကနေဖွင့်လိုက်သည်ပြီးမှတောက်ကောင်မှလေကြီးလေကျင်နဲ့ပြီးတော့ပဲပြုတ်စီစံမဲထက်လာပြီးတော့များငါစိတ်ညစ်နေတယ်နော်ချိုးစင်မရှင်ထဲမှာပန်းခွင့်နေတာမဟုတ်ဘူး ဟဲ့ဘာဖြစ်လို့လဲနေ့မှာတခုခုဖြစ်လို့လားချိုးစင်ကစတိဆိုင်ဖုန်းကို ပြန်ဖုန်းရင်းသူမကိုမေးသည်အကြီးချိုးစစ်လက်ထဲမှဂျိုင်းကို ပြောင်းယူလိုက်ပြီးတော့ဂျိုင်းဖုန်းကို မောင်းနှံကြစက်ကိုကောက်ကလေးကိုတေချာခံပြီးမှမောင်းကို၆ခန်းပိတ်ချလိုက်ရင်နင်ပါတင်းမှမကြောက်လားချိုးစင်ရဲ့ငါနဲ့ဆက်ယုံကဝန်ထမ်းကြီးရှော့မယ်တဲ့ပြောနေတယ်လေအမလေးဟဲ့မနေ့ကလေးက ဖယ်ရီပေါ်မှာပြောနေကြတာစူညံပွက်လုံးကိုရိုက်လို့ဘာထူးဆန်းတာကြလို့ချိုးစင်းဘုံကအေးအေးဆေးဆေးမှုအကြီးပင်ဦးကြောင်ကြောင်ဖြစ်သွားသည်တကယ်ဆိုအကြီးတို့ချိုးစင်းတို့ဆိုတာပိုက်ဆံကိုစစ်စစ်စီစီတုံးပြီးအိမ်ပြန်ပို့ပေးရတာမျိုးမဟုတ်လားချိုးစင်းနင့်ကြည့်ရတာဘာမှလည်းထူးဆန်းမနေဘူးလက်ကိုရင်ကအလုပ်ရတော့မှဟာသူတို့ကထုတ်ရင်တော့ငါထွက်တော့မှာ လူရတဲ့ထဲပါသွားရင်လေငါက3လစာတော့ရုံရအောင်ပါဟေးဟေးချိုးစီရဲ့အပြောကြောင့်အကြီးပြုံးလိုက်ရင်နင်ကဘယ်စက်ယုံပြောင်းပါလဲငါ့ကိုလည်းခေါ်အောင်လေငါစက်ယုံလုပ်တယ်မလုပ်ချင်တော့ကြီးရဲ့ကိုကဆက်လဲမချုပ်တတ်တော့ဟိုကအော်ဒီယားငေါ့နဲ့ရှက်လဲရှက်တယ်အဲ့ဒါကြောင့်ငါတို့ဆောင်တော့ကအမတွေလုပ်တဲ့အယောက်မြင့်တေးမှာငါသွားလုပ်ပါလစာလဲနှစ်သိန်းကျော်ရတယ်လေလှလှပပလေးလေးဝေးရတယ် ဟဲ့နင်သိတာကြီးအဲ့အမကြီးတွေမျက်နာမှာလေဒါတွေဒါတွေနဲ့အရန်လှတာပဲတိလားစက္ကန့်လေးတို့လေတူတူလေးတွေနဲ့ဓာတ်ဖွက်နဲ့ကလေးစီးဖယ်ရီရတယ်လေငါတို့ဖယ်ရီလို့ချက်တိတ်မနေဘူးငါ့ကိုပြောပေးဆိုတော့ပြောပေးမယ်တဲ့နင်ရောလုံမလားနင်လုံမယ်ဆိုနင့်အတွက်ပါငါပြောလိုက်မယ်လေဟေ့အေးဒါရီဒါရီငါနဲ့မဖြစ်ဘူးအကြီးတခိခိရင်ချိုးစင်လို့တလို့ မျက်လုံးမျက်ခုံးတွေကိုအလှပြင်သလိုအမူအရာဖြင့်လှုပ်ပြလိုက်သည်သူရီတော့ချိုးစင်လဲတဟီဟီရည်သည်အနှဲငယ်ရည်လိုက်တော့ကြောင်းသူမတို့စိတ်တွေအတန်ငယ်တက်တာသွားသလိုပင်အကြီးချိုးစင်မျက်နှာချောချောလေးကိုငေးကြည့်နေမိသည်ချိုးစင်ကဆက်ပြီးအစမို့ပါအကြီးရဲ့နင်ကတနက်ခါပဲလိမ့်နေကြမို့လို့လေမိကလိမ့်နေကြသွားရင်နင်လဲကြိုက်တောင်းသွားအောင်မယ်ငါလဲစတနက်ခါပဲလိမ့်တာပဲဟာအခုတော့မိကပပလေး အောက်ကခံလင်းတော့ပိုလှမှန်းတိနေပြီလေတော်ပါစကက်အတူလဲငါမဝရဘူးနေရတာလွတ်လွတ်ကြီးနဲ့ဟွန်းအဆုပ်ပလုံးမလွတ်เสียလားဟဲ့တော်ပါတော့လေးပန်းမရဲ့လာလာဆက်ယုံတကားဖွင့်ပြီငါအခုစက်တန်းကလူတွေထမင်းစားနိုင်တင်ခိုင်းပြီးသူတို့သူတို့ကိုတင်ခိုင်းပြီးခိုးချုပ်နေလို့ငါတော်တော်တက်နေပြီနောက်ဆက်ယုံပြောင်းရင်လဲ ဆက်ချုပ်နဲ့ရှောက်ရင်နှစ်သိန်းလောက်ရမှာခါချီပြီးတော့နီနေမြေမြေအဖွားကြီးဖြစ်လိမ့်မယ်တလားအဲ့ချိန်ကျရင်လေငါကအရန်လှနေပြီးတော့နေရလေအိုနေတော့လူတွေကနင့်ကိုငါမေးချင်နေကြအောင်မယ်ဟီဟီဟဲ့ကောင်းမဆုပ်အကြီးချိုစင်ကိုလှမ်းရိုက်လိုက်သည်သူမထက်မြန်သောချိုစင်ကကြော့ကြော့ကော့နေအောင်ရှောင်ပြေးပြီးတော့အရှိကနေ ဥအောင်ထွက်ပြေးသွားတာမို့လို့အကြီးကနောက်ကနေလိုက်ရင်လူတွေကြားထဲဟိုလူတိုက်ဒီလူတိုက်နေသဘောကျစွာတဟာဟာကြီးမိကြတော့သည်အကြီးနေဟိုနေရကြော်ထားတဲ့ငပိကောင်ကျော်ကြံသေးလားအေးကြံသေးတယ်ဒီလောက်ညံ့ညံ့နေပြီညမစားရသေးဘူးလားအေးဟဲတနေ့ကဟိုမတ်တက်ဒီမတ်တက်နဲ့ပင်မလိုက်တာဆိုတာနေ့လောက်ကလည်းဟဲအထယ်ချုပ်မှလောက်တာထက်တော့မိုးချုပ်လိုက်တာ အေးဟဲ့ဒါပေမဲ့ငါပြောပါရဲဟဲ့ပိုက်ဆံရတယ်လေတခါတလေဘောစီတွေဝိုင်းမှာမှားရင်လေပေါက်ဆူတော့ရသေးတယ်နင့်ကိုဆောင်ရလူတွေပြောကုန်ကြပြီနော်ချိုးစင်အရန်လဲမုံမချုံနဲ့အောင်ငါပြောရတယ်နေတမျိုးမထင်နဲ့အောင်နော်ဘာဖြစ်ဖြစ်ဒီမှာလူကြီးရဲ့ရှိတာမဟုတ်ဘူးမိန်းကလေးတွေကြီးပဲကို့ဘာသာကိုရက်တည်နေရတာတငယ်ချင်းရဲ့ဟွန်းဘယ်ကောင်မှမငါခရီးမဆိုင်ဘူး အရင်မနာလိုတဲ့ကောင်မတွေတောက်တင်းတုတ်ကြတာပဲငါကတော့ယူဆိုင်နေကြလားနေရလေဟဲ့အဲ့လိုမပြောပါနဲ့အရင်ဟိုဘက်ခန်းကအမတွေကို အာနာစွာလေးတန်းကိုနှိမ်ပြောလိုက်သည်သူမကတော့ခက်တီတီပင်အရင်ချုပ်နေသောအင်းကြီးကို လက်တစ်ဖက်ဖြင့်ဖွားကဆော့၏ကဲငါစားပြီးအိတ်တော်မယ်နေလဲဆော့ဆော့ဖြားကြီးမဆက်ယုံမှာချုပ်တာအားမရလို့အိမ်မှာအထယ်လက်ခံသေးတာနော်နေရတော့ နေရက်တွေတောက်ထားတာလားချိုးစင်ဘီယာပါဟဲ့အခုခေတ်မိန်းကလေးတွေကဒီလောက်တော့တောက်ရတာပဲနေစစကြည့်လေငါလုပ်ရတဲ့အလုပ်ကဘီယာဆိုင်နေမှာငါတို့ရောင်းတဲ့ဒစိတ်တွေကို promotion လုပ်ပေးရတာတခါတခါအရက်ရစ်တဲ့ customer တွေနဲ့ဆိုရင်လေငါတို့ကအ short ပေးရတာပဲအဲ့တော့တိတ်မူးနေတဲ့လူတယောက်ကတကုံလောက်တောက်ပါဆိုရင်လေငါကတော့ပိတ်ပြီးတော့တောက်ပြစ်လိုက်တာပဲဟွန်း အရှင်မျက်လုံးပြူကချိုးစင်းကိုမယုံနိုင်သလိုပြူကြည့်နေမိသည်အမလေးအရှင်မဘာရီထူးဆန်းနေရလဲနေ့ကိုအဲ့နေရာကိုတရက်လောက်ခေါ်သွားအောင်မယ်စီကားလိုက်တာမှတိုးလို့ကိုမပေါက်ဘူးဟေးအေးမလိုက်ချင်ပါဘူးအဲ့ဒီနေရာမတော်ရလို့လဲလူဖြစ်မရှုံးပါဘူးဟဲ့ကို့ဖာသာနေပြရစီဟာဟာနေရတော့အပြိုကြီးဖြစ်မှာပဲသွားပြီဟေးသူမကမ်းပေးတော့ငပိကောင်ကျော်ဘူးကို ယူကချိုစင်ကအခန်းပြင်ကိုခန်းနဲ့နဲ့ရှောက်ပြီးပြန်ထွက်သွားခဲ့သည်အရှိခန်းထဲမှာရေမွေးနှက်နဲ့အတူ secret နဲ့နေဘီယာနဲ့တွေကကြိုင်လိုက်ပြီးကြံခဲ့တာကြောင့်အရှိကောင်းလေးကို လေးခံစွာဂျမ်းမိလေတော့သည်ညကအချိန်တွေကိုလက်ချုပ်လိုက်နေတဲ့ဖြင့်အရှိအိယာထနောက်ကြတာမို့လို့ရေချိုးခန်းရှိရာကိုအမြန်ပြေးရသည် ချိုးစင်အခန်းကတော့ညိတ်သက်နေစေပဲမို့ အဲ့နေတော့ဖြစ်မြင်ခြင်းကတကားမခောက်မီတော့ညကငပိကောင်မှုယူထားတာမို့လို့ဟင်းအတွက်ဆက်ယုံရှိမှပဲပြတုတ်တပွဲဝယ်စားရတော့မယ်မိဘကန်းထဲမှာထမင်းကြိုက်ထက်နေသောအမကြီးကအကြီးရှင်းမမျိုးအားတော့နားလေညီမကြီးညီမတငယ်ချင်းကလေအနေထိုင်လဲပတ်ဆက် စကားပြောတာလဲရိုင်းလိုက်တာတို့သိမ့်မကြိုက်ဘူးနော် နေတာထိုင်တာကလည်းမိန်းကလေးတည်းပဲစီကန်းကိုမရှိဘူးဟုတ်ဟုတ်ကဲ့အမသူပြန်ခြင်းသလိုပြန်သူနေခြင်းသလိုနေသူနေခြင်းသလိုနေရအောင်တာလာရန်စရက်လည်းမဟုတ်ဘူးကြီးအမကအရှိတငယ်ချင်းဆိုတော့လေအရှိလိုရိုးလေးပဲချိန်ပြီးတော့အမကလက်ခံထားတာဒါကြောင့်နေခွင့်ပေးထားတာလေတောင်းမှန်ပါတယ်အမမျိုးရဲ့သူလုံးမှာပြဿနာဖြစ်လာလို့ပါ အဆောင်ပြန်ကားသူအမကို အာနာစွာတောင်းပန်လိုက်ရသည်အရှိမျက်နာသည်ရှက်ရွံ့ခြင်းကြောင့်အနှဲငယ်ညီမြန်နေသည်ဟုထင်ရလောက်အောင်ပူထူကနေတော့သည်မိဝေဖဝေလာလောက်ကြတဲ့မိန်းကလေးတွေချင်းမို့လို့လေကိုချင်းစာလို့အမကလက်ခံထားတာသူကြောင့်ဒီကမိန်းကလေးတွေကိုပါအုတ်ရော်ရော်ကြောက်ရော်ရော်အထင်မခံနိုင်ပါဘူးဟဲ့ဒါကြောင့်အာနာပေမဲ့ညီမတငယ်ချင်းကို အမတို့ဆက်မထားခြင်းဘူးအဆောင်ပြောင်းမေးပါလို့ပြောမလို့လေ အကြီးနားလည်းမဟုတ်လားအကြီးလည်းခက်ခွခွနေတော့ညီမအခုဆိုဟိုဘက်ချိတ်အဆောင်ကယောက်ျားတွေကဒီတိုက်မှာလိုင်းလုတဲ့အခန်းရှိတယ်ဘာညာပြောနေကြလို့လေတတိုက်လုံးစိတ်ညစ်နေပြီဟာတော်ကြအခန်းရှင်တိလို့ဆက်မငါးဘူးပြောရင်ဆိုရင်အမတို့လိုအဝေးရလာတဲ့လူတွေနေစရာအဆင်မပြေနိုင်ဘူးအဲ့ဒီတော့အကြီးပြောမလားအမပြောရမလားအကြီးတငယ်ချင်းကိုအကြီးအားနိုင်လေအမပြောမယ်နော်အမရဲ့အကြီးကြည့်ပြောပါမယ်နော် ။သူလဲလက်တလောနေစရာအဆင်မပြေမှာစိုးလို့ပါ။ကောင်းပြီလေ။သုံးရံတွင်ပြောင်းဖို့တော့ပြောပြီနော်။အမလည်းစိတ်တွေညစ်နေပါပြီ။ဟုတ်ဟုတ်ကဲ့ပါအမရေ။အရှိတန်ကတိုးတိမ်စွာဖြင့်ထိုစင့်ကိုသူမအားလဲနာသည်။ဒါပေမဲ့ဒီနေရာမှာကြောတခိရဖို့လွယ်တာမဟုတ်။ပြောရင်လေဝူဝါးဝါးတွေလုတ်ပြီးပြဿနာထားတတ်မှဆိုရသေးသည်။ အကြီးစိတ်ညင်ညူးစွာအလုပ်ကိုထွက်ခဲ့ရလေသည်တဏီကုံတကုတ်ကုတ်ဆက်ချုပ်နေရပြီမယ်စိတ်ကချုံစင်းစီပဲရောက်နေမိတယ်ညနေကြဘလို့မျက်နာနဲ့ပြောရပါမလဲမသိကို့တငယ်ချင်းကိုလေသူများတွေပြောမှဆိုလို့သာကို့ဘာသာပြောရမယ်လို့ပြောလိုက်ပြီမယ်ဘယ်ဟာစပြောရမလဲဆိုတာလည်းမသိသူမတက်မကိုမတက်မတာခြားမိပြန်သည်အရှင်နဲ့သူအလုတ်ပြောင်းသွားတဲ့ကိုလာကျော်အတွင်ချိုးစင်ဟိုဘက်အဆောင်မှာနေလို့မရတော့ အဆောင်ရှင်ကလည်းညနေမှပြန်လာတာကိုမကြိုက်တဲ့ဖြင့်အကြီးတို့ဘက်ကို ပြောင်းလာလေသည်တိုက်ခန်းတခန်းကို စုပြီးငားနေတာမို့လို့သူ့ဝေစုတစုထဲတယ်ဆိုရင် သူ့ကိုဘယ်သူမှဘာမှမပြောကြတော့ချိုးစင်းညစ်ပို့ပြီးတော့နှက်လာခဲ့သည် ဖြောင်းစင်းစင်းစပင်ကနေအခြေသားဖြစ်လိုက် အလိတ်လိတ်တွေဖြစ်လိုက်နေချိုးစင်းအလှကို လူပြောများလာလေခဲ့သည်လိုအပ်တာထက် ပို့သောဝင်ငွေတွေအတူအတုံးဆောင်နေကြပါရစ်မှုပျော်နေပြီဖြစ်တော့ချိုးစင်ကအလုတ်ကိုမှန်မှန်မသွားတော့ဒါပေမဲ့ဖုန်းတွေကတော့မှန်မှန်လာပြီးညနေကတော့နှက်နေသေးပဲချိုးစင်ဘာတွေလုပ်နေလဲဆိုတာကိုဂျိမ်းမိပေမဲ့အရင်မမေးရဲမေးလဲမမေးချင်းညဘက်အရင်ဆောင်ပြန်ရောက်လာတော့ချိုးစင်ဆောင်မှမရှိတော့နေ့လေတဲ့ကအခန်းကအမနဲ့စကားများပြီးချက်ချင်းဆင်းသွားတယ်တဲ့ သူမကိုယ်တိုင်မပြောလိုက်ရတာမို့လို့ဝမ်းသာရပြီမဲ့ကို့တငယ်ချင်းဒီလိုထွက်သွားတော့လဲစိတ်ထဲကမကောင်းလှပါဘူးအခဲတကားဖွင့်လိုက်တော့အခဲထဲမှာထည့်ထားသောစာကောက်တစ်ခါကို တွေ့လိုက်ရတယ်အရှိဖွင့်ဖက်လိုက်ခဲ့တယ်အရှိငါတော့ပြောင်းသွားပြီ နေဆောင်ကဟာတွေကအရန်လူကားဝတာပဲပိုက်ဆံပေးနေရတာချင်းအတူတူငါ့ကိုနှိမ်လို့တခြားနေရာငါပြောင်းသွားတယ်နောက်မှအင်းကိုဆက်သွဲလိုက်မယ်နော် အောက်ကတယ်လီဖုန်းနံပါတ်ကိုခေါ်ခေါ်ပြီးခေါ်ပြီးတဲ့အိမ်ကနေနိမ့်နံမဲနဲ့ပတ်စံတထောင်ချီသွားတထောင်ခွဲချီသွားတယ်နော်။သွားပေးလိုက်အောင်တည်လား။နောက်မှငါပြန်ပေးမယ်။ချိုးစင်အကြီးစားကိုဖတ်ပြီးစိတ်ညစ်တီကြားကနေပြုံးလိုက်သည်။ချိုးစင်ဟာသူ့လောက်ချင်ရကိုမစင်မချင်လုပ်တဲ့နေရာမှာနှစ်ယောက်မရှိ။အရင်လိုပတ်စံကိုတပြားနှစ်ပြားခွာပြီးတော့ရတဲ့အချိန်မျိုးသာဆိုဘယ်နဲ့လုပ်မလို့။အခုက အပြင်အထည်လေးတွေလည်းရှိတော့ဝင်ငွေကလည်းရှိသလိုဆက်ချုပ်မို့လစာကလည်းကောင်းတာမို့လို့တော်သေးတယ်ဒါတောင် အရှိမငွေကို ထင်သလိုမတုံးရဲတော့ကြောင်းဖြစ်သည်ဟောလာတော့ကရွာကအဖေကို ဆိုင်ကယ်တစ်စီးဝယ်ပေးလိုက်သည် အရှိအောက်ကမောင်ဖြစ်သူကဆိုင်ကယ်ကယ်ရီလိုက်ရင်အဆင်ပြေတာကြောင့်မို့အရှင်လုံးအိမ်ပြန်မပေးရသဖြင့်အရှိအိမ်ခန်းလေးငှားပြီးဈေးချုပ်အထယ်တွေယူချုပ်ဖို့စိတ်ကူးထားတာကြောင့်ဖြစ်သည် သူမပတ်ဆိုင်အိတ်ကလေးကိုယူပြီးလှေကားတွေတစင်စင်ကအောက်ထပ်အိမ်ရှိရာသို့သွားဖို့ပြင်ဆင်လိုက်သည်ချိုးစင်တင်းကိုမိကရွဲ့ကပြောမဲ့အတန်ကိုကျူတင်ကြားရောက်ရင်းစိတ်မတက်မသာဖြစ်မိပြန်သည်ဟဲ့အကြီးဟဲ့အမခင်ထေအလောက်ပိတ်တာလားအေးလေဒီတစ်ခါကြာတာမိုးကြုံနှစ်ရက်တောင်ပိတ်တယ်ဟဲ့နင်းလဲပိန်သွားလိုက်တာအလောက်တွေလည်းရမ်းလုံးမနေနဲ့အောင်ကျမကြီးလည်းကြီးဆိုင်အောင်ဟဲ့ ဟုတ်ကဲ့ပါဂရုစိုက်ပါတယ်မရဲ့မင်္ဂလာဆောင်ရာသီဆိုတော့ချုပ်ထယ်တွေကလည်းအရေးကြီးဆိုင်သမားတွေကလည်းလောနေရနဲ့ဆိုင်က ခလေးမတွေကလည်းပင်မန်းကိုလည်းပင်မန်းမဲမရဲ့ငါညီမလိန်မာလိုက်တာမိဘကိုလည်းတိတက်အခုဆိုလုပ်ငန်းအပိုင်းအိမ်ပိုင်းနဲ့အခြေကျနေပြီဘယ်တော့စားအောင်မလဲဟဲ့မရှိပါဘူးမရဲ့ရှိရင်ကို့အမတွေကိုတိပေးမှာပေါ့အရှိမျက်နာလေးနီနီဖြင့်ညင်းရှာသည် မခင်ရှင်အကြီးနောက်ကပိပပိဆာပုံကြီးမှာတကြုံကြုံချုပ်နေကြတဲ့ကလေးမလေးတွေကိုကြည့်နေရင်ကျုပ်တည်းရဲ့ဟဲ့ချိုးစင်းကိုမှတ်မိသေးလားအမတို့အဆောင်ကနေမောင်းချလိုက်တဲ့ကောင်မလေးလေမှတ်မိတာပေါ့အမရဲ့ကျမတငယ်ချင်းပဲတွေးမိလို့လားတွေးပါရုပ်ရှင်ရုံရှိမှာပုံစံကတော့အရင်တော့ကနေမတူဘူးခက်နွမ်းနွမ်းလေးသူ့ကိုကြည့်ရတာဟိုဟာဖြစ်နေပြီချင်းနဲ့ ဟုတ်ပါမလားအမရေလူမရာနေမှာပါ။မားစီရလားအကြီးရေချိုးစင်းနဲ့အတူတူနေလာခဲ့တာကြာလာနေပဲ။ပထမပထမတော့အမကိုခံအံ့အံ့ပဲတိလာ။နောက်ကျတော့လာနှုတ်ဆက်ပါတယ်။ပြီးတော့နေ့ကိုလည်းမေးသေးတယ်။အရန်တတိရတယ်ဆိုပြီးမျက်ရည်တွေလည်းဝဲနေတယ်။ငါလည်းနှုတ်ဆက်ပြီးမှဘေးကလူကိုမြင်ပြီးရှက်လိုက်တာဟဲ။ तू ကနော်အခုလိုနွမ်းဖက်နေပြီမယ်လေ။ နောင်နာရတာမျိုးသူ့မျက်နှာမှာမရှိဘူးသိလားဒီကောင်မလေးဟာဘဝကိုရေးတာခိုးပြီးဖြတ်တန်းနေမှတိတာလုံးလေဟိုဟာလုံနေတာဟုတ်ပါမလားချိုစီကအလှကြိုက်ပေမဲ့အဲ့လိုတော့အဖြစ်မခံပါဘူးထင်တယ်အရှိမငင်းတာငင်းတာပြောလိုက်သည်စိတ်ထဲကချိုစီဟာဒီလိုလုံးမှာမဟုတ်ဘူးလို့အတင်းမျက်စိမိတ်ယုံကြည်ပေးနေမိတယ်စိတ်ထဲမှာဟိုးအရင်က ပြေးလွှားဆောက်လောက်နေသောချိုးစင်ပုံရုပ်လေးတွေကမျက်စိထဲမြင်ရောင်ရင်းခုံးနှစ်တည်းစီစိတ်ကအချက်ချင်းပြန်ရောက်သွားကလူကမျက်ရည်ဝဲပြီးငြိမ်သက်သွားလေသည်ဖြစ်မှာပါပဲဒီကောင်မလေးကလိုင်းစုံတာ哦ပြီးတော့အနေထိုင်ရလည်းမတက်ဘူးအကြီးရတာမသိလို့နော်သူတို့နဲ့နေတော့ကလေတို့နဲ့နေတော့ကလေးကအပြုံမဟုတ်တော့ဘူးအိုးအမရဲ့မအိုလင်းနဲ့တကယ်ပြောတာ သူနဲ့တို့အဆောင်တာဝန်ခံပြဿနာတက်တဲ့နေရာလေသူဒေါသတကြီးပစ္စည်းတွေကို ပြစ်လွတ်လိုက်တာသူ့အိတ်ထဲကစီးကတ်တွေထပ်လာတယ်အမအဲ့ခရေကတိတာဟမ်အရှိတန်လေးကတူတူမှတကယ်တူတူလေးမထေခင်ကမခင်သေးကထိုင်ရမထိုင်ရင်အမပြောလို့အကြီးစိတ်မကောင်းဖြစ်သွားပြီလားချင်းနေစိတ်မကောင်းဖြစ်နေတော့အကြီးမိန်းကလေးဆိုတာကလေအရန်ကိုထိမ့်သိရတယ် ကိုဘွားဖြစ်တည်မှုကို ကိုကိုတိုင်းကမလေးစားတဲ့အခါဘယောက်ကြားကမှမလေးစားကြတော့ဘူးဒါပေမဲ့အတီတန့်သာမယူချင်ကြတာလွယ်မှန်းသိတော့လဲအကဲဆန်းကြတာပါပဲလေကဲအမလည်းပြန်ပြီသီလားဒါပြောဖို့တမင်လာတာမဟုတ်ပါဘူးအကြီးဘွားလေးတည်ငြိမ်နေတာမြင်တော့ဟိုတုန်းကခေါင်းဝင်ရှည်လေးနဲ့ကလေးမနှစ်ယောက်ကိုမြင်မိလို့ပါကွယ်အဲ့တုန်းကထိုးစင်ကိုလည်းအကြီးလိုပဲချစ်စရာကောင်းတဲ့ကလေးတစ်ယောက်မှချစ်ခဲ့သေးတယ်လေ ထွက်သွားတော့မခင်ချင်းရဲ့နောက်ပိုင်းကိုကြည့်ရင်အကြီးစိတ်တွေထိုင်းမိုင်းထွေပြားကုန်တော့သည်နင်ပါရီဖြစ်နေရလဲချိုးစင်ရဲ့ချိုးစင်ရောပြန်ရောက်နေတယ်တမီဒါပေမဲ့တော်တော်မမာဘူးတိလားစပင်တွေကလည်းကျဲလူကလည်းလူရုပ်မပေါ်တော့ဘူးပိန်လိုက်တာအရှင်ကခုံးနောက်ကိုင်းမအချောမအချောလာလေးကလေဘလို့မှယုံနိုင်စရာမရှိဘူး ဂျွားကလူတွေကတော့ဟိုယောဂါလို့ပြောနေကြတယ်။သူ့အိမ်ကလည်းရှက်လို့လက်မခံဘူးဆိုလို့ကျမရဲ့ဌာနကလူတွေကလာပြောပေးရတယ်။တနာပါရဲ့တမီးရဲ့ဗဆက်ဒီမှာလဲအနာရီအပြည့်ပဲ။ဘာမှမစားနိုင်တော့တယ်လို့ထိုင်တော့မထိုင်နိုင်ဘူးတဲ့။တယ်လီဖုန်းထဲကအမေတန်ကိုကြားတော့အရှိထိတ်ခနဲပြောသွားပြီမဲ့အမေနောက်ဆက်တွဲစကားကြောင့်သူမစိတ်မကောင်းစွာခဏငြိမ်သက်သွားမိသည်။ဒီရက်တည်တဲ့ ချိုးစင်ကိုတတိယလုံးလို့သူ့ဝယ်ပေးသောအင်ဂျီစကက်တွေကိုဗီဒီယိုထဲကထုတ်ကြည့်မိသေးတယ်။သူ့အတွက်ဝယ်တိုင်းအရင်အတွက်တတိတရဝယ်လာပေးခဲ့ပြီမယ်။အဟိုက်ကြီးအတူပြက်တွေမို့မဝစ်ရဲသောအရင်ကအမတ်တရတင်ထားလိုက်သည်သာ။အရင်ပြေဆုံးလာချိန်မှာချိုးစင်ကိုအရင်တွေးကြည့်မိပါသည်။ချိုးစင်ဘလို့များနေပါလိမ့်။ အမေကိုရွာပြန်လာမယ့်အကြောင်းပြောပြီးအလုပ်တွေကိုလက်ဆတ်ဖို့စ조사ကအရင်အဝိစားတွေကိုကောက်ထည့်ပြီးရွာပြန်မှုအစီအစဉ်မိသည်။ဘာယောဂါပဲဖြစ်နေနေချိုးစင့်ကိုအရင်တွေ့ချင်မိသည်။သူ့ဘာသူဘာဖြစ်နေနေသူသည်အရင်ပေါ်နားအလေဆုံးတငယ်ချင်းကောင်းမဲမဟုတ်လား။အရင်သူစားချင်တာလေးတွေဝယ်လာပေးခဲ့သည်။အရင်သူလိုချင်တာလေးတွေယူလာပေးခဲ့သည်။ သူကကားကိတ်မစင်းခင် ချိုးစင်ကြိုက်တော့ဂျီရိုနဲ့ဘူးလေးကိုပြေးဝယ်လိုက်သေးသည်ဟောအရင်က သူမတို့စားချင်ပေမဲ့အမြဲမစားနိုင်သော မုံဘူးလေးကိုကားပေါ်ရောက်တဲ့အချိန်လက်ကမချတမ်းကင်လာရင်အကြီးစိတ်အာယုံတို့သည်အတိတ်ကိုပြန်တွေးမိတာကြောင့်ရွာထိပ်မှာကားရက်သည့်အချိန်တည်းဟိမမအေးရသည်ရွာထိပ်မှာလာကြတော့မောင်လေးရဲ့ဆိုင်ကနောက်မှာထိုင်ရင်အကြီးစိတ်တို့သည် ဟိုးရှေ့ကကြိုရောက်နေသည့်အထိစိတ်လောနေခဲ့စိတ်လောနေခဲ့မိသည်။သူမကသာစိတ်လောနေပြီမယ်။ချိုးစင်းသည်အရေးကိုမဆောင်။သူမစိတ်ထဲရှိတာလှုပ်တတ်သူပြီပြီ။အရေးကိုနှုတ်ဆက်ကအရင်နှုတ်ဆက်တာကိုမခံပဲ။သူမချက်အရင်အားလုံးကိုထားခဲ့ကချက်သွားနေလေသည်။ချိုးစင်းအရောက်တော့နေရာမှာပင်ချိုးစင်းကမရှိတော့ချိုးစင်းအမေကအရေးကိုပြူကြောင်ကြောင်မျက်လုံးများနဲ့ကြည့်ပြီးတော့ နေ့တကယ်ချင်းမိုက်လုံးမကြီးကမရှိတော့ဘူးအကြီးရေဟုတ်ဆိုကခီကနေငိုချလိုက်လေသည် သူမအိဆက်ခေရာ နေရာကိုဆေးဖြန်းနေသော ကျမရဲ့ဝန်ထမ်းတွေကိုမြင်ပြီးတော့အကြီးဝမ်းနဲ့စွာမျက်ရည်တွေကျမိတော့သည်ခံဆိုးလိုက်တာတကယ်ချင်းရဲ့တပြုတ်ပြုတ်ကျွေးနေသောခန့်ညိုညိုစည်းရွက်ဗရောက်ရက်တွေကြားမှာဗန္ဒာရွက်အနီးရဲလေးတွေအဝါတောက်လေးတွေက တမျိုးလေးကြီးလာနေသည် အရေးခုပြစ်ပေါ်ကနေအတာခြေထောက်လေးကိုချရင်ရွက်ချောက်တချို့ကိုဓမသူမခြေထောက်ဖျားနေထီတို့လိုက်သည်အရက်ကြီးကျွေလိုက်တာနော်မေနေဖေမနှက်ဆိုမီးလုံးစရာလောင်းစရာရနေရလေရွက်ကြွေတွေကောက်လို့တော့မနိုင်ဘူးရွက်ကြွေတွေရဲ့ဇီးသီးတွေပါလာတော့အခုလိုညနေလေးဆိုရင်ခြံထဲတယုံယုံပဲဟေးအခုကတိတ်မကြွေတော့လို့လေဟုတ်ပါ အရီကွပြစ်ပေါ်ကဆင်းပြီးဇီးသီးကောက်နေတော့ခလေးချို့နေအတူဇီးသီးနီနီတလုံးကိုကောက်ယူပြီးလက်ညိုလက်မထိတ်နေပုတ်သက်ခါပါဇက်ထဲထည့်ပြလိုက်သည်ခြေတော်ရတာကအရီမဆောင်မတဆင်နားဖျားအချီတို့ရောက်သွားကတစ်ချက်ရှုံကဆက်ဝါးရင်ဇီးသီးကောက်နေတော့ခလေးတွေကိုငေးကြည့်နေမိသည်ခြံထဲမှာဇီးပင်သုံးပင်ကြောင့်အရိတ်ထိုးနေပေမဲ့အရိတ်တို့ငငယ်ကလိုဇီးသီးတွေကလည်းမကြွေနိုင်ကြတော့ ဇီးပင်ကြီးတောင်အိုသွားရှာပြီမဟုတ်လားအရင်ကတော့အကြီးတို့ချိုစင်တို့ကလေးတတိုင်းအပင်ကိုလှုပ်ဖနက်တွေနဲ့ပြစ်ပြီးအကြွေမဆောင်ငယ်ပဲခူးခဲ့ကြတာအဲ့ဒီတုန်းကတော့ဂါဝင်နားကို ပြန်မှပြီးကောက်လို့ရသမျှဇီးသီးတွေကိုထဲကပျော်နေရတာပါပဲဘဝဆိုတာဘာမှမသိသေးတဲ့ကလေးတွေပဲမဟုတ်လားသမီးစားရအောင်သမီးအဖေသမီးစိုက်တဲ့ပစုံတုပ်ကိုမီးဖုတ်ပြီးတုတ်ထားတယ်လာလာလာ ကတည့်ရဟင်းညိုလေးလည်းမအေးခင်လားစားတော့အဖေခေါ်တန်းကြောင့်အည်တတိပြန်ဝင်လာခဲ့သည်ဘေးမှာစပလုံးကောက်နေတော့အမေဘီဘဲချိန်အိမ်မော်ပြန်တက်သွားလဲမသိလိုက်ခြံထဲမှာခလေးတယောက်စာနှစ်ယောက်စာကတော့ဆော့နေကြတော့အည်ရွက်ဝေချောက်တွေကိုနေမီအိမ်ထဲကိုဝင်လာခဲ့သည်တချို့ရွက်တွေကတော့အပင်ပေါ်မှာမန်တင်းပြီးနေဖို့စူးစမ်းနေတော့တချို့ကပိုးကြိုက်ပြီးကျွေနေခဲ့ပြီး မနဲ့မိုးလင်းရင်အဖေကရှိသည်မရွက်တွေကိုအောင်းလက်တစ်ပြက်စီနဲ့တကြီးကြီးလဲကစုပုံမိရှုပြုံးပြီနောက်နေ့ကျရင်လဲတဖွဲဖွဲကြွေကြချင်းဖြင့်တန်တရာလဲပတ်နေုံပြီအရှိအတွေ့မဆုံးခင်မှာပဲလေတစ်ချက်အဝိမှာရွက်ကြွေချောက်တွေကြွေကြလာခဲ့သည်တဝဲဝဲထိုရွက်ကြွေထဲမှာချုံစင့်လိုအရွက်မတိုင်မဲကြွေခဲ့ရတယ်စိမ့်မောင်မောင်အရွက်တချို့ကို အရှိမျက်လုံးလေးဝင့်ကအသေးအတန်ရှာဖွေနေခဲ့ အညိုကောင်းကင်အောက်ကကျဲဝိထုတို့စူးစိမှုများစာအုပ်မှာ ကောင်းနှုတ်တင်ပြထားပါသည်နားစိတ်ပေးသူတယောက်ချင်းစီတိုင်းကိုအထူးကျေးဇူးတင်ရှိပါတယ်ရှင်ကျမကတော့စာဖတ်သူပမန်ဖြစ်ပါတယ်ရှင်